ကြံကြမ်းမှန်မှနေနိုင်တယ်ဆိုတာကအမှန်ကန်တဲ့စတောင်းနေထိုင်မှုပုံစံနဲ့ပုံမှန်ကိုလက်လှူရှာမှုတွေလှုပ်ဆောင်နေတာရဲ့ပြယုပ်ပါပဲ။စားလိုက်တဲ့အစားစားတိုင်းကခန္ဓာကိုယ်အကျိုးပြုနေတယ်တော့မဟုတ်ပါဘူးနော်။အစားလဲစေ၊ဆေးလဲအစားဆိုတဲ့စကားအတိုင်းဖြစ်ဖို့ဆိုရင်တော့အစားအသောက်တွေကိုအသေးချာရွေးချယ်ချင့်ချိန်ချတတ်ဖို့လိုပါတယ်နော်။မှန်ကန်တဲ့စတောင်းနေထိုင်မှုပုံစံကနှလုံးယောဂါနဲ့လေဖြတ်တာလိုမျိုးယောဂါတွေဖြစ်နေရေကိုလျှော့ချနိုင်ပါတယ်။ဒီလိုမျိုးမှန်ကန်တဲ့စတောင်းမှုပုံစံကခက်ခက်ခဲခဲရှာဖွေရ မဲ့လိုအပ်ချက်ကြီးတော့မဟုတ်ပါဘူးเนาะပုံမှန်ထက်နည်းနည်းလေးသတိထားလိုက်အောင်ပါပဲဒီနေ့ video လေးထဲမှာတော့လေဖြတ်နိုင်ချိုကိုရှော့ချပေးနိုင်တဲ့အစားအစာလေးတွေကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင် မအုပ်စုတစ်ခုကတော့ဆယ်မွန်၅ပါ။လေးစာချက်တွေအရတပတ်ကိုဆယ်မွန်၅သုံးချိန်တော့အနည်းဆုံးထားပေးမယ်ဆိုရင်တော့လေဖြန့်နိုင်ခြေကို600ခန့်လုံးကနေ700ခန့်လောက်အထိရောပါတတစေနိုင်တယ်လို့ဆိုပါရယ်။ဆယ်မွန်၊တူနာ၊မကရယ်ငါတို့လိုမျိုးပင်လယ်ငါးရီမှာပါဝင်နေတဲ့အိုမီဂါ3ဖက်တီအက်ဆစ်ကသွေးကြောတွေရောင်ရဲနှောင်းကိုတတစေပြီးတော့သွေးစစ်ဆင်မှုကိုကောင်းစေလို့အုံနောက်ထဲမှာသွေးကဲပိတ်ဆို့တာမျိုးဖြစ်နိုင်ခြေကိုလျှော့ချစေနိုင်ပါရယ်ရှင်။ ။နောက်ထပ်တစ်မျိုးကတော့အုတ်ဂျုံပါ။အုတ်ဂျုံကသွေးရင်းကိုလက်စထရောတွေကိုကျဆင်းစေရန်နဲ့အစအစတစ်မျိုးပါပဲ။သွေးရင်းကိုလက်စထရောများတဲ့အခါမှာ သွေးကြောတွေထဲမှာအဆီရီစုပုံနေပြီးတော့လေဖြန့်နှံခြင်းကိုပိုများစေရပါ။နောက်တစ်ခုကတော့ကစုံဥပါနော်ကစုံဥမှာကအရင်ကကြွယ်ဝစွာပါဝင်နေပြီးတော့တတိုးစဉ်ပစ္စည်းတွေလည်းပါဝင်နေတော့ကြောင့်မို့လို့သွေးကြောတွေထဲမှာအဆီရီစုပုံလာပြီးမဖြစ်အောင်လဲကောက်ွယ်ပေးနိုင်ပါတယ်ရှင် ။နောက်ထပ်တစ်မျိုးကတော့ blueberry ပါ။သတို့စင်တဲ့အာနိသင်တွေခြေဝါတဲ့ blueberry တွေကသွေးကြောတွေရောင်ရမ်းတာကိုတတ်တာစီနိုင်ပြီးတော့သွေးကြောတွေကိုပြေရောစေတာကြောင့်သွေးကြောတွေထဲမှာသွေးခဲပိတ်ဆို့တာမျိုးမဖြစ်အောင်လည်းကောက်ွယ်ပေးနိုင်မှာပါနော်။နောက်ထပ်တစ်မျိုးကတော့အစီထုတ်ထားတဲ့နှုတ်တွေပါ။ အစီထုတ်ထားတဲ့ note ကိုပုံမှန်သတ်သုံးပေးမယ်ဆိုလို့ရှိရင်တော့တွေ့တော့ဖြစ်နိုင်ခြေကိုဖျော်ချစေနိုင်ပါတယ်။လိလမှုတစ်ခုအရာအစီထုတ်ထားတဲ့ note ကိုပုံမှန်သတ်သုံးတဲ့သူတွေကတခြားသူတွေထက်လေးဖြတ်နိုင်ခြေ90ရာခိုင်နှုန်းလောက်နည်းနေတာကိုတွေ့ရှိခဲ့ရပါတယ်ရှင်။နောက်တစ်ခုကတော့ငပြောသည်ပါပိုတစီယံကျွေးဝတဲ့ငပြောသည်ကသေတို့ကြစေနိုင်ပါတယ်။နေ့စဉ်ငပြောသည်စားသုံးမိမယ်ဆိုရင်တော့လေဖြတ်နိုင်ခြေကို24ရာခိုင်နှုန်းလောက်အထိရှော့ချပေးနိုင်ပါတယ်ရှင်။နောက်တစ်ခုကတော့ဖယုံစေပါ ဖယုံစိတ်ကမဂနီစီယံကြိုးအားစာပါဝင်နေတဲ့အစားအစာတစ်ခုပါပဲနေ့စဉ်ဖယုံစိတ်ကိုလက်ဖက်ရည်စုံနှစ်စုံစာလောက်စုသုံးပေးမယ်ဆိုလို့ရှိရင်တော့တေဖြတ်နိုင်ခြေကို၁၈ရာခိုင်နှုန်းအထိချော့ချပေးနိုင်ပါတယ်ပုံမှန်လိုမျိုးမဂနီစီယံကြိုးအားတဲ့အစားအစာတွေကိုစုသုံးပေးတာကတေဖြတ်နိုင်ခြေကို၂၂ရာခိုင်နှုန်းအထိချော့ချခြင်းနိုင်ပါတယ်ရှင် နောက်တစ်မျိုးကတော့ကိုက်လန်ပါကိုက်လန်ကသွေးကြောတွေကိုပြေရောစေပြီးတော့သွေးကြောတွေမှာအဆင်စုပုံမှုတွေမဖြစ်အောင်လည်းကောက်ွယ်ပေးနိုင်ပါတယ်သွေးကြောတွေထိခိုက်ပျက်စီးတာကိုကောက်ွယ်ပေးပြီးတော့လေဖြန့်နှံချေညှော့နှဲအောင်လည်းလှုပ်ဆောင်ပေးပါတယ်ရှင်နောက်တစ်ခုကတော့ဟင်းနုနယ်ပါမဂနီဆီယမ်ဗီတာမင် B နဲ့ဖောလစ်ကြောအားစာပါဝင်နေတဲ့ဟင်းနုနယ်ကသွေးမတွန့်အောင်လို့ကောက်ွယ်ပေးပြီးတော့သွေးတို့ကြောင့်ဖြစ်တဲ့လေဖြန့်တာကိုဖြစ်နိုင်ချေလျှော့ချစေပါတယ်ရှင် ။နောက်ထပ်တစ်မျိုးကတော့ Elmonze ပါ။နေစဉ် Elmonze ကိုလက်တုပ်စာထပ်သုံးပေးတာကလေဖြာတာကနေပြီးတော့ကောက်ွယ်ပြီးသားဖြစ်မှာပါနော်။တွေးတွင်းကအချိုးမပြုတ်ကိုလက်စရော်ရီကိုကြဆင်းစေပြီးတော့အချိုးပြုတ်ကိုလက်စရော်ရီကိုတိုးစေတဲ့အတွက်ကြောင့်မို့လို့တွေးကြောထဲမှာအစီစုပုံလာနဲ့တွေးကြောပိတ်တာတွေကြောင့်ဖြစ်တဲ့လေဖြာဝေဒနာကိုဆွတ်ချစေနိုင်ပါတယ်ရှင်။ နောက်တစ်မျိုးကတော့ကျတုံဖြူပါ။ကျတုံဖြူထဲမှာသွေးနဲ့အဆီစုပေါ်မှုကိုလျှော့ချစေတဲ့တတမျိုးပါဝင်နေပြီးတော့သွေးခဏမျိုးမဖြစ်အောင်လည်းကောက်ွယ်ပေးပါရယ်။သွေးမခဲအောင်ကောက်ွယ်ပေးတာကြောင့်သွေးကြောထဲမှာသွေးကွဲပေးဆိုးတာကြောင့်ဖြစ်တဲ့လေဖြတ်နိုင်ခြင်းကိုလည်းလျှော့ချစေပါရယ်ရှင်။ကျတုံဖြူနေ့တိုင်းတွစားပေးပါနော်။သွေးခဲတာကိုကောက်ွယ်ပေးနိုင်မှာပါ။နောက်ဆုံးတစ်မျိုးကတော့အနက်ရောင်ချောကလက်ပါ။ အနက်ရောင်ချောကလက်ကလေးဖြဲတာကိုကောက်ကွယ်နိုင်တာဟုတ်ပါမလားအနက်ရောင်ချောကလက်မှာပါဝင်တဲ့ flavor night ကလေးဖြဲတာကိုကောက်ကွယ်ပေးနိုင်ပါတယ်နော်နို့နဲ့အချို့ကဲချောကလက်ကတော့လေးဖြဲတာကိုကောက်ကွယ်မပေးနိုင်ပါဘူးရှင်လေးဖြဲတာကိုကောက်ကွယ်ဖို့အတွက်ဒီအစားအစာတွေစားသုံးတဲ့အခါမှာမဖြစ်မနေတတိထားရမှာကတော့တန်ဆေးလွန်ပေးဆိုတာပါဒါကြောင့်မို့လို့အလွန်အကျွံမဖြစ်စေဘဲနဲ့တင့်တော်တဲ့ပမာဏတစ်ခုလောက်ပဲစားသုံးမှုတတိပေးရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်